နိုင်လုံစိမရှိတဲ့မာစကာလိုနီပြမျိုးကိုပိုင်ဆိုင်ထားတာကြောင့်နိုင်ပွဲရဖို့ယုံကန်နေရတဲ့ Chelsea Chelsea 2 2S ပွဲစဉ်က Chelsea ကစားမရရဲ့စွမ်းဆောင်ရည်ကိုအကဲဖြတ်ကြည့်ခြင်းပရိသတ်များအလုံးမဲ့မင်္ဂလာပါမြောက် Blue Lion King Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဂျပန်နိုင်ငံတွင်ရရှိနိုင်မှုအတွက်တက်ဆိုင်ရာအသင်းတွေအသီးသီးကကိုယ်စီတိုက်ပွဲဝင်နေကြတဲ့အချိန်မှာ Chelsea ကတန်းစင်းစုံက Ashley ကိုအိမ်ကွင်းမှာကစားခဲ့ရပြီးမြေအနိုင်မြင်နိုင်ခဲ့ပုံအနိုင်မြင်နိုင်ခဲ့တာတောင်မှအရေးမဟုတ်သေးပါဘူးတရားလက်ထွက်ပေါ်အောင်လို့တောင်မှ Chelsea ကအဖင်ပြောင်းကစားခဲ့ရတာဖြစ်ပါတယ် ပွဲစားဆယ်မိနစ်မှကလေးကအန်ဆူရဲ့ဖန်တီပေးမှုကလည်းပဲဂျက်ဆင်ကအပိုင်ကန်ခွင့်ရရှိခဲ့ပေမယ့်ဒုံစံတိုင်းငတ်ပြစ်တိုက်ဆင်မှုကအမြောက်ဆန်ကိုအမြောက်ထက်ထက်ပြစ်လိုက်တယ်လို့မျိုးမိုးဘော်ထောင်ကန်ပြစ်ခဲ့ပါရီဒီလိုတိုက်ဆင်မှုမျိုးကိုရရှိနိုင်မှသာနောက်ထပ်တခြားတိုက်ဆင်ကစားမှဟုတ်ခုံးမယ်ဆိုရယ်မာရစကိုက်ရွှေညံတော်ဆူရောက်တဲ့အုံနောက်ကိုလည်းရွှေတောင်ချထားခြင်းပါရီမဖြစ်တဲ့တရေတပွဲနဲ့ပတ်သက်လို့ခြေကြီးကစားမှရဲ့ခြေစံကိုကျွန်တော်နည်းနည်းလောက်အသုံးသက်ကြည့်လိုက်ကြရအောင်ပါ Robert Sanchez အက်ဆစ်ကိုပေးလိုက်ရတဲ့ဂိုးနဲ့ဂိုးမှာဆန်ချက်စ်ကိုအပြစ်လို့မဆိုသာပေမယ့်ဆန်ချက်စ်ရဲ့ဘောလုံးပေးပို့မှုတွေကအတော်လေးကိုပြန်ပလာဆန်ဆန်ညံ့ဖြစ်နှုန်းခဲ့ပါရီချာလိုပါချာလိုပါတော့ဒီပွဲမှာရည်ချင်းပြည့်မြအောင်ကစားနိုင်ကြလို့ပြောရမှာဖြစ်ပါရီဒိုရှင်အက်ဆစ်အတင်းတိုက်စစ်မှုဟစ်နဲ့ဖစ်စကယ်ပိုင်းချင်းရှင်မှာကစားနိုင်ခဲ့ပုံဟစ်ကိုဘလိုကိန်းတွေဖြည့်ရှင်းရမယ်ဆိုတာဖြည့်ရှာမရတဲ့ပုံစံမျိုးဖြစ်ပါရီကိုဝဲ ညာဖြလုံးနဲ့ကစားဟန်ကိုသာတွေ့ခဲ့ရပါတယ်။ဘောလုံးကစားပုံကအပြင်းအပြင်းတွေဆန်လုံးနေပြီးတော့အားနည်းချက်တွေကိုလည်းတပုံတပင်ကြီးနဲ့ဖြစ်ပါတယ်။တတိယပိုင်းထိတိုက်ပွဲဝင်စိတ်တဲ့အပြင်းနဲ့ကစားနေကြတဲ့ကစားဟန်မျိုးကိုလုံးဝမတွေ့ခဲ့ရပါဘူး။ Cucurella 2NGV ရဲ့ကိုကိုကိုသိယူမှုမှာသူရဲ့အားထုတ်မှုကကောင်းမွန်ခဲ့ပါတယ်။ဒါငကိုပြက်ရှုံကြောင့်ပြန်လာနိုင်မှုခက်ခဲနေကြတဲ့ Chelsea အတွက်အသက်ရှူချောင်းသွားစေခဲ့တဲ့အထွက်ပေါက်တစ်ခုဖြစ်ခဲ့တာပါ။ Kaisiro ဒီအသီးမပိုကောင်းတဲ့ခြေစားမျိုးကိုပြသလာနိုင်ခဲ့ပေမယ့်ဒီပွဲမှာကစားခဲ့တဲ့သူရဲ့ကစားပုံကိုတော့သိပြီးတော့အားရမှုမရှိပါဘူး။ပြပကွင်းလဲကိုတီးတတလွှမ်းမိုးကစားနိုင်ခြင်းမရှိခဲ့ဘူးလို့ပဲမြင်ပါတယ်။ Enzo Fernandez အတော်လေးကိုကြိုးကြိုးစားစားနဲ့ကစားသွားခဲ့ရှာပါရီအန်ဒီရရှိတဲ့ဖြတ်တင်ပေးပုံးမှုတွေအများပြားပြလို့နိုင်ခဲ့ပြီမလဲတိုက်စစ်မှုတွေကတော်တော်လွဲတွေကြီးဖြစ်နေတာကြောင့်အချင်းကြီးတွေဖြစ်နေခဲ့ရတာနှမျိုးကိုအကောင်ပါရီဘာမှဒီဘက်မှာလည်းဘာမှရဲ့ခြေစွမ်းကအရာစရာမကောင်းခဲ့ပုံစွန်စားကစားမဲ့အလုပ်တွေကိုတိတ်ပြီးတော့မလုပ်ချင်တဲ့ပုံစံမျိုးတွေ့ရပါရီဘာလို့ခုလိုမျိုးကာလရှည်ကြာခြေစွမ်းကောင်းနေပျောက်ဆုံးလာရတာလဲ မာရက်စကာရဲ့ပေါ်မှာအပြေအဝတောင်းရှိရလို့ထင်ပါရီမာရူကီတရားကနေပြန်လာနိုင်ခဲ့ပြီးနောက်ပိုင်းအရင်တုန်းကလိုမျိုးပဲခြေဆွမ်းကောင်းနေပြတ်တာနေတယ်လို့ကြိုကြိုဆားဆားနဲ့ကစားနေရအောင်လည်းတွေ့မြင်ရပါရီ 2NCB ရဲ့ကိုကိုကိုသွင်းယူမှုမှာအနေရရှိတဲ့ဖြတ်တင်ချက်ကိုပြလုံနိုင်ခဲ့တာဖြစ်ပါရီဂျက်ဆင်ထုံးစံတိုင်းအဆုံးသက်ပိုင်းမှာခြာတူးလန်နေဆဲပါပြီတရားကနေပြန်လာနိုင်ခဲ့ပြီးနောက်ပိုင်းကိုပေါ့ပြန်တွေ့ဖို့အခွင့်အရေးကောင်းနေရရှိခဲ့ပြီမလဲထုံးစံတိုင်းဒူလဲလေးကြီးပဲကန်နေခဲ့ပါရီနက်တို့ ဘာမှလိုမျိုးပဲ SS ညောက်တန်းကိုနည်းနည်းလေးမှအန္တရာယ်မပေးနိုင်ခဲ့ပုံကစားပုံကစိတ်ပါလက်ပါမရှိတဲ့ပုံစံမျိုးတွေ့မြင်ခဲ့ရပါတယ်။ကျွန်တော်ပြောရမယ်ဆိုရင်တော့မာရက်စကာကိုရိုင်းကိုကနိုင်လိုစိတ်ထက်သန်မှုမရှိတာဖြစ်လို့ကစားမရီစီမှာနိုင်လိုစိတ်ပြင်းပြမှုပျောက်ဆုံးနေတာကအထူးဆန်းတော့မဟုတ်ပုံ။ဒီနည်းပြောင်းနေကတော့အလောင်းနေထားမျိုးပဲမျောမှန်းလို့ရနိုင်မယ်ချင်ပါတယ်။အစုံလေးလိုက်ပါကြည့်ရှုပေးခဲ့ကြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ညာ။